ဒီပဲခုတနေ့ကစစ်ပနေရင်ဖြစ်ဘူးလားဆိုတဲ့ဒီဗီဒီယိုလေးကိုမပဲတင်ထားပါဗျ။အဲ့ဗီဒီယိုလေးထဲမှာမပဲကစစ်ပတ်ကိုအတင်းပတ်ဖို့စူးစမ်းနေရပါတော့။စစ်ပတ်ကမပဲဆွဲစလောက်ကိုမပါလာပဲနဲ့သူထစ်နေရလို့လော့ကျနေတဲ့ပုံစံမျိုးဖြစ်ပြီးတော့မပဲအတင်းဆွဲဖို့စူးစမ်းနေတဲ့ဗီဒီယိုလေးပေါ့နော်။အဲ့ဒါကဘာဖြစ်လို့ဖြစ်လဲဆိုလို့ရှိရင်ပြေတို့အဲကားမြေပြင်မြေရဲ့နေရာမှာရထားတဲ့ဟာမျိုးတွေအဲနောက်တစ်ခုကပြေတို့ထိုင်နေတဲ့ဒီ position driver ဘက်ပဲဖြစ်ဖြစ် ဟိုပစင်ရဖက်ဖက်ဖြစ်ဖြစ်ပေါ့နော်စီပိုဇီရှင်ကမှန်မှန်တဲ့အချိန်မျိုးတွေမှာဖြစ်တတ်တယ်။ဥပမာအရှိအရင်ရောက်နေရတော့အနောက်ကျလန်နေတဲ့အချိန်မျိုးမှာဘယ်လိုကဟိုကပတ်ပတ်ဖို့ဆိုပြီးတော့ကျိုးကိုယူလိုက်တဲ့ဟာမျိုးအချိန်မှာဆိုလို့ရှိရင်လေစီဘက်ကအလွယ်တူကမပါတာလေဖြစ်နိုင်တယ်။နောက်ခုအဒီအတွင်းထဲမှာရှိတဲ့ spring လေးပါလေပြက်နေရတော့ဟိုချောင်းနေရတစ်ခုခုလည်းဖြစ်နိုင်လေပေါ့နော်နောက်ဆုံးတစ်ခုဖြစ်တတ်တာကတော့မဲလို့လေအဲခဏခဏဖြစ်တတ်တယ်ပေါ့နော်အဲ့ချက်လေးကတော့မဲလို့အားနဲ့အတင်းဆွဲလိုက်တာ ်ပက်ပက်ပို့ကိုညတို့ဟာဒီလည်းဆွဲရဒီမှာအားနဲ့ထွက်ဆွဲအဲအဲ့လိုမျိုးချိန်မှာဆိုလို့ရှိရင်စိပက်ကမျိုးလို့ဆွဲတလောက်ကိုရှော့ရှူမပါလာဘဲနဲ့ဒီမျိုး lock ဖြစ်နေတဲ့ပုံစံကြက်နေတဲ့ပုံစံမျိုးကြီးဖြစ်တတ်တယ်ပေါ့နော်ဘယ်လိုအဲ့လိုဖြစ်လာပြီဆိုလို့ရှိရင်တော့ဘယ်လိုထိုင်နေထိုင်ကုန်ကိုအရင် adjust လုပ်ပါပြီးလို့ရှိရင်ဒီစပက်လေးကိုပြင်းပြတတလေးဆွဲပြီးတော့လေးပတ်လိုက်မှဆိုလို့ရှိရင်တော့စစ်ပြပါတယ်ဘယ်လိုအရေးကြီးသွားတဲ့အချိန်မျိုးလို့ တစ်ဖက်ကိုဒီလိုအတင်းဆွဲလိုက်တဲ့အချိန်မှာမပါလာဘူးအဲလော့ဖြစ်နေတဲ့အချိန်မှာဆိုရင်ချက်ပြီးချက်ခါချက်ခါဆွဲတယ်ခပတ်ပတ်ဖို့ကြိုးစားနေရယ်ဆိုလို့ရှိရင်တော့ဒီချက်ပတ်ကြိုးတွေပျက်စီးနိုင်သလိုစပရင်တွေလည်းပျက်စီးနိုင်ပါတယ်ဒီလိုရှင်နှမျိုးရောက်လာပြီဆိုလို့ရှိရင်တော့ဘယ်လိုလော့ဖြစ်နေတဲ့နေရာကနေအတင်းအရန်မဆွဲဘဲနဲ့အရှိလေးကိုနည်းနည်းလေးပြန်လျှော့ပြီးတော့ပြပြလေးပြန်ဆွဲမယ်ဆိုလို့ရှိရင်ဘယ်လိုအလွယ်တကူပတ်လို့ရပါပြီ